အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူထဉ္ငိငွေရေးတာတဲ့အပြိုကြီးဖြစ်ရခြင်းအကြောင်းရင်းလို့အမည်ရတဲ့ဝိထုတို့လေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ လိုက်ပါနားဆင်ခန်းစားပေးကြပါဦးခင်ဗျာအပြိုကြီးမမရဲ့မမတို့ရဲ့တကူတဲ့กว่าကြတယ်กว่าကြလှတယ်အရှင်ပေါင်းတွေကကျွန်တော်တို့အိမ်ရှိမှာရက်ရင်ကက်ဆက်ကိုအကျယ်ကြီးဖွင့်ထားတယ် အင်းရှိလမ်းမပေါ်မှာတွားနေကြတဲ့လူတွေထဲမှာအပြိုကြီးတွေတော်တော်များများပါလေတော့တချို့အပြိုကြီးတွေကအရှင်မောင်းတဲ့ကိုမျက်စောင်းထိုးကြည့်ကြတာအပြိုကြီးတချို့ကချက်ချက်နဲ့အိမ်ထဲကိုတုတ်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 ဝင်ပြေးသွားကြတာကျွန်တော်တတိထားမိလိုက်တယ်အင်းရက်ွက်ထဲမှာအပြိုကြီးတွေတစတစများလာပါလားဘာလို့များပါလဲရုပ်ဆိုးလို့နှုတ်ဆွာလို့အကြီးတန်းလို့ဥစ္စာမွဲလို့အပြိုကြီးဖြစ်ကြတာတော့ထားပါတော့ ရုပ်လဲရှောတဘောလဲကောင်းပညာလဲတက်ဥစ္စာလဲပေါ်ပါရဲ့နဲ့အပြိုကြီးဖြစ်ကြတဲ့သူတွေကတော့ဘာကြောင့်များပါလဲပြီးတော့အပြိုကြီးတွေကသူတို့ကိုအပြိုကြီးလို့စရင်စိတ်ဆိုးကြချက်ကြတာဘာကြောင့်ပါလဲဒါဟာစိတ်ဝင်စားစရာပဲကိုနဲ့ခင်နဲ့မင်းနဲ့အပြိုကြီးတယောက်နဲ့တွေ့ရင်မှအင်တာဗျူးကြည့်အောင်မယ်အဲ့ဒီလိုအတွေးတွေနဲ့လာမဘက်ကိုငေးကြည့်နေတော့တိုက်တိုက်ဆိုင်ဆိုင် အရက်ထဲကအပြိုကြီးမတ်ချိုဒီတယောက်ကိုအိမ်ကိုပေါက်ရှာလာပါလေရောဟောမတ်ချိုဒီလာဗျာထိုင်းကိစ္စရှိလို့လားအလဲတက်တက်ပဲလားအေးအလဲတက်တက်ပါကွယ်မင်းမမရောရေချိုးနေတယ်ထင်နေမတ်ချိုဒီရောက်နေတာကျွန်တော်သွားပြောလိုက်မယ်လေနေပါစေကွယ်အေးစစ်စစ်ချိုးပါစေအရေးကြီးကိစ္စမှမရှိပဲ ဒါအပြင်လည်းထားရောကျွန်တော်မတ်ချိုတွေတောက်ဖို့တခုခုသွားစီစီစဉ်လိုက်ဦးမယ်နေနေဘာမှမလုပ်နဲ့ဧည့်သည်မှမဟုတ်ပဲကွယ်ကဲဒါဖြစ်ရင်လည်းမဂဇင်းတွေဖတ်အောင်ရော့အော်အေးဒါနဲ့ဦးလို့တော်တော်လို့လည်းမမြင်ပါလားဒက်တီတို့မင်္ဂလာအခမ်းပွဲသွားကြလေလीဝါကျုပ်ပြီဆိုကြတဲ့ကဗျာရောက်လာလိုက်တဲ့မင်္ဂလာမင်္ဂလာဆောင်ဖိတ်စာတွေပလူကိုပြန်လို့ဒက်တီတို့လည်းတခါမှတနေ့မှမနားရဘူး ဒါနဲ့မတ်ချိုဒီရောဘယ်တော့ကျွန်တော်တို့မုံစားရမှာလဲ။အိုကွဲမောင်ဝေကလည်းမမတက်ကဖြင့်40ကျော်နေပြီ။ပြောရင်ကနေမတ်ချိုဒီဟာခေါင်းငုံသွားပြီ။ဇပွဲကိုလက်သေးနဲ့ရှစ်နေပါတယ်။ဟင်ဟုတ်လား40ကျော်ပြီလား။ကျွန်တော်က30ကျော်လောက်ပဲမှတ်နေတာ။ဒီလိုလဲပြောလိုက်ရောမတ်ချိုဒီရဲ့မျက်နှာဟာမီးလာတဲ့အချိန်မှာခလုတ်ဖွင့်ထားတဲ့မီးချောင်းလိုဝင်းထိန်သွားပြီ။ ေးမောင်ဝေကတော့မြောက်တတ်တာပဲမဟုတ်ွယ်ကြွေးရအောင်မဲမြောက်တာမဟုတ်ပါဘူးမတ်ရှိုရီတကယ်ပြောနေတာပါအော်ကွဲမောင်ဝေကလည်းဒီလိုနဲ့မတ်ရှိုရီတရားရောက်တာနဲ့မတူပဲတိတိတတချွန်လန်းလာပြီစကားတွေလည်းပို့ပြီးတွက်တွက်လက်လာတယ်ကျွန်တော်လည်းအကွက်ဆိုင်လာတာနဲ့အပြိုကြီးအင်တာဗျူးကိုစတင်လိုက်ပါတယ်မတ်ရှိုရီကအသက်က40ကျော်ပြီဆိုတော့40ကျော်နဲ့40နဲ့ဘယ်နှစ်ပါလဲ 40ထက်နည်းနည်းပဲစိုးနေလို့လည်းမှတ်လိုက်ပါကွယ်။ဘာကြောင့်အပြိုကြီးဖြစ်ရပါလဲ။အဲယောက်ျားမရလို့ဘောကွယ်။ယောက်ျားကဘာလို့မရတာလဲ။ရီးစားကပြက်သွားလို့လား။ရီးစားကိုမရလိုက်တာပါကွယ်။ကျွန်တော်တို့အံအောလို့မဆုံးဘူး။မတ်ချိုဒီကရုတ်လဲရှော့ရတာနဲ့ရှော့တာနဲ့ယောက်ျားရတာ လုံးဝမဆိုင်ဘူးကွယ်။ဒါဖြင့်ဘာနဲ့ဆိုင်တယ်လဲ။ရုတ်ရှော့သဘောကောင်း ဥစ္စာပေါ်တဲ့အမကြီးတွေဘာဖြစ်လို့အပြိုကြီးဖြစ်ရတာလဲနောက်ပြီးအပြိုကြီးမို့လို့အပြိုကြီးတို့ခေါ်ရင်ဘာလို့ရှက်သလိုစိတ်ဆိုးသလိုဖြစ်ကြတာလဲအဲ့ဒါလေးကျွန်တော်သဘောပေါက်အောင်နည်းနည်းလောက်ရှင်းပြပါလားဗျာကျွန်တော်ကအဲ့ဒီလိုရှေးရှေးဝေးဝေးမေးလိုက်တော့မတ်ချိုဒီလည်းရှေးရှေးဝေးဝေးပြန်ပြောပြပါတယ်။သူမရဲ့ဇလန်းမဟုတ်တဲ့အဖြစ်အပျက်ကလေးတစ်ခုပါ။အင်းလွန်ခဲ့တဲ့၅နှစ်လောက်ကဖြစ်မဲ့ထင်တယ်။မမရဲ့မမရဲ့ညီမလေးတယောက်ရဲ့ ကိစ္စတခုနဲ့ရန်ကုန်ကိုသွားကြရဲကွရန်ကုန်ကို မနက်ပိုင်းမှာရောက်အောင်ဒီကနေညရထားစီးရတာပေါ့အိတ်စင်ပါတဲ့တွဲရထားလက်မှတ်မရတော့အိမ်ကလူတွေအထက်တန်းတွဲလက်မှတ်လုပ်ပေးကြတယ်လေဒါနဲ့အပ္ပကစီးကြတာပေါ့အရင်ကအပ္ပကတခါမှမစီးဘူးအဲ့ဒီတစ်ခေါက်ကပထမဆုံးအချိန်ပဲထိုင်ကုန်ကလေးကလည်းထိုင်လို့ကောင်းရထားကလည်းတငိမ့်ငိမ့်နဲ့ညီမနဲ့ရောစကားတပြောပြောနဲ့စီးလာလိုက်ကြတာဟန်ကိုကြလို့ အေးဒါပေမဲ့စေနာကြီးကျော်တို့ညင်လဲနဲ့နဲ့လက်နဲ့နာရောပြဒနာကတော့စားတော့တာပဲဟေးပြဒနာဆိုတော့ဘာတွေများလဲဆိုပြီးတလွဲမတွင်းနေအောင်နော်ပြဒနာကထိုင်ကုန်ပြဒနာအကွဲ့တွဲထဲမှာပါလာတဲ့တခြားလူတွေကတော့စီးနေကြမှုထင်ပါရဲ့သူတို့ရဲ့ထိုင်ကုန်ကိုဘယ်လိုလှုပ်လိုက်တယ်မသိဘူးထိုင်ကုန်ကနောက်လန်ပြီးပက်လက်ကလေးဖြစ်သွားတယ်အိတ်စင်လိုဖြစ်သွားတာပေါ့သူတို့ကအဲ့ဒီပုံမှာဇိန်နဲ့ကြကြနာနာအိတ်နေကြတယ် အဲမမတို့နှစ်ယောက်ကတော့စီနေကြလည်းမဟုတ်လေတော့ထိုင်ကုန်ကိုပတ်လက်ဖြစ်အောင်မလုပ်တော့ဘူးသူများတွေလှုပ်တုံးကလည်းကို့ဘာသာဘာတိဘာသာနေပြီးတတိမထားမိလိုက်တော့နည်းနည်းမသိလိုက်ဘူးဒီတော့မမတို့နှစ်ယောက်ကငကိုအတိုင်းမတ်မတ်ကြီးပေါ့တတွဲလုံးကလူတွေအကုန်လဲနေတဲ့အချိန်မှာမမတို့နှစ်ယောက်ထဲထောင်ထောင်ကြီးဖြစ်နေတော့ချက်เสียရကြီးပေါ့ကွယ်အဲ့ဒါကြောင့်အနာကလူတယောက်ကိုအကျိုးချောင်းပြောပြီးထိုင်ကုန်ကိုလောက်ရကောင်းမလားလို့စဉ်းစားပါသေးတယ် ဒါပေမဲ့အဲ့ဒီလိုခိုင်းရမှလဲချက်လေတော့ဒီအတားအိမ်မဲ့ကြိတ်ပြီးနေလိုက်ကြတယ်မအိတ်ရှင်သေးတို့ထိုင်နေကြတဲ့ပုံစံမျိုးလေးပေါ့တတွေ့တော့လှဲပြီးအိတ်နေကြတဲ့အချိန်မှာကိုကမမတ်ကြီးထိုင်နေရတာစိတ်ပျက်စရာပဲဒါပေမဲ့နေမသိတော့ဘယ်တက်နိုင်မလဲထိုင်ကုန်ကိုဟိုလုတ်ဒီလုတ်ရှောက်လုတ်ကြည့်ပင်မဲ့လေကို့ကြောင့်ထိုင်ကုန်ပြတ်သွားမှလဲစိုးရင်နေလေအဲညမလေးကတော့ရဲတယ်နည်းနည်းလေးဆက်စုတက်လေတော့ဟိုလုတ်ဒီလုတ်လုံရင် လက်တင်နဲ့တန်းအောက်ကခလုတ်ကိုဆွဲမိတယ်ထင်ပါရဲ့ဂျာဟိုင်းဆိုပြီးထိုင်ကုန်ကြီးကပက်လက်ကြီးဖြစ်သွားတယ်အတန်ကနည်းနည်းကျေတော့အနာကလူတွေတောင်နိုးလာပြီမမတို့ကိုစူးစမ်းတယ်လို့လို့ကြည်ကြတယ်မမကတော့ခက်တီတီလုံနေတာပေါ့တတွဲလုံးမှာမမတယောက်တည်းမမတ်ကြီးပေါ့အနာကလူတွေကပြန်အိတ်သွားတော့ညီမလေးကမမကိုလည်းသူလှုပ်တယ်လို့လှုပ်ဖို့ပြောတယ်ဒါပေမဲ့မမကမလှုပ်ရဲဘူးဒီတော့ညီမလေးကစိတ်မရှိတော့ပဲ မမထိုင်ကုန်ကိုစောစောကလှုပ်တဲ့မျိုးလှုပ်လိုက်တယ်။မမထိုင်ကုန်လဲကြိုင်းဆိုပက်လက်ကြီးဖြစ်သွားပြန်လေရော။အနာကလူတွေကလည်းခေါင်းထောင်ကြည့်ကြပြန်ရောဗော။ဒီတစ်ချိန်တော့သူများနေသူကိုလည်းပက်လက်ဖြစ်တော့တိတ်ပြီးမချဲရတော့ပါဘူး။ဒီလိုနဲ့ညီမနှစ်ယောက်အိတ်လိုက်ကြတာတညာလုံးအဆင်ပြေနေပေမဲ့မနက်မိုးလင်းတော့ပြဿနာကတက်ပြန်ပါရောဟေး။ပက်လက်ဖြစ်နေတဲ့ထိုင်ကုန်ကိုပြန်မတ်မတ်ဖြစ်အောင်တော့တွဲတဲ့ကလူတွေအကုန်လုံးကထောင်း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 ဖြစ်ကုန်ကြတဲ့အချိန်မှာ မမတို့နေရာတည်းလဲနေတော့တာဗောမမပြင်ချက်လိုက်တာလေဒါပေမဲ့ဘယ်တက်နိုင်မှာလဲကိုမမစွမ်းတော့ဒီအတိုင်းပဲအဲ့ရကမနှိုးသေးတဲ့ဟန်ဆောင်နေရတာဗောဒီလိုနဲ့တဖြည်းဖြည်းနေမြင့်လာတယ်တော့ဟဲ့မိရှူရောက်နေတာကြာပြီလားမက်ရှူဒီစကားပြောကောင်းနေတော့ဘယ်အချိန်ကဧကန်းနဲ့ဝင်လာမှန်းမတိလိုက်တဲ့မမကလှမ်းပြီးနှုတ်ဆက်လိုက်တယ်အေးကောင်းမငါရောက်နေတာကြာပြီအေးဘလို့လဲ ။ညီကအလှတွေပါပြင်လှပါလား။ဧကန်နာမျောလင်းချက်မကုန်သေးဘူးနဲ့တူတယ်။အောင်မမိရှုငါ့ကိုမြညီလိုအောင်မိမနေနဲ့။ကဲလားအခန်းနဲ့တွားကြရအောင်။မမကခေါ်တော့မတ်ရှုဒီမှာအခန်းထဲကိုထပြီးလိုက်သွားဖို့ပြင်နေ။ဟိုးဟိုးမတ်ရှုဒီဇလန်းကိုအပီးတက်သွားအောင်နေဗျာ။ပြီးတော့အပြိုကြီးဖြစ်ရတဲ့အကြောင်းရင်းရယ်အပြိုကြီးလို့ခေါ်ရင်ဘာလို့ချက်ကြတယ်ဆိုတာကိုလည်းပြောသွားပါဦး ျွန်တော်ကအဲ့ဒီလိုပြောလိုက်တော့မတ်ချိုဒီကမဲပြုံးလေးတစ်ချက်ပြုံးလိုက်ပြီးဇလန်းကပြီးပြီလေကွယ်ကျန်တာကတော့မင်းနဲ့တီးပြီးသားပဲမမညမကယောက်သားယောက်ျားရသွားတယ်ညမကတော့အပြိုကြီးဖြစ်ကြံခဲ့တယ်ဒါပဲပြောပြောဆိုဆိုမတ်ချိုဒီဟာခြာကနေလှဲ့ပြီးမမနောက်ကိုတွတ်တွတ်လိုက်သွားလိုက်တယ်အဲခန်းထဲမှာတော့ကျွန်တော်တယောက်တည်းဦးကြောင်ကြောင်ဖြစ်ကြံခဲ့တော့တာပေါ့ငိမ့်ထက်ဝေဟုတ်ကဲ့ပါခင်ဗျာ အခုဆက်လက်ပြီးတော့စာရေးသူ ကောလိပ်ချင်းရေးသားတယ်မှားပါတယ်အပြိုကြီးရယ်လို့အမည်ရတဲ့ဝိထုတို့လေးကိုဆက်လက်ရွေးဖတ်ကြားတင်ဆက်ပေးကြပါလေခင်ဗျာမှားပါတယ်အပြိုကြီးရယ်ကြည်ဒီခရီးကိုသူဘလို့လုပ်ပြီးပါလာပြန်လာလဲမသိပါဘူးကျမကဒီအချိန်ကျောင်းပိတ်တိုင်းကေမွန်းစက္ကန့်ကအတော်ဒီစီသွားအဲ့ဒီရောက်ရင်တယောက်မဟုတ်တယောက်ကို တောင်းပေါ်လိုက်ပို့ခိုင်းပြီးကြိုက်ချီရဖျားဖူးနေကြဒီမနေ့ကားထွက်ခါနေမှာသူ့ကိုတွေ့လိုက်ရတာလေ။ ။တလဲတက်နိုင်တယ်လို့။ကျောင်းမတော်ကလည်းဒီလိုပဲ။ကျမနဲ့မလမ်းမကန်းတနေရာကနေကျမကိုကြည့်နေတတ်တာ။သူ့ဘက်သူလည်းဘဲကလည်းကျောင်းထဲကတော့မဖြစ်နိုင်ပါဘူး။ကျောင်းနဲ့ဆိုင်တဲ့ပစ္စည်းတွေဆိုလို့စားအုပ်တအုပ်တောင်မပါတာ။ဒီလိုဆိုရင်သူဘာလာလောက်တန်းလဲ။ပြီးတော့ဘာဖြစ်လို့ကျမကိုကြည့်ကြည့်နေရတာလဲ။ကျမသွားတတ်တဲ့နေရာတွေမှာသူဘာလို့ရောက်ရောက်နေရတာလဲ။တိတ်စင်းသားရခတ်တာပဲ။ခုလည်းကြည့် ဒီခရီးမှာသူပါလာပြီဆိုကြတဲ့ကကျမဘလို့လှုပ်ပြီးစိတ်ဖြောင်းဖြောင်းနဲ့ဖျားဝေပြုတော့ဝေပြုတော့နိုင်ပါလေကျမရဲ့အနီးနားမှာသူကရှေ့ရှိနေတော့ပြီးတော့ကျမကိုသူက ကြည့်ကြည့်နေတော့မှအေးကားကထွက်တော့မယ်နဲ့တူတယ်ဟင်သူကားပေါ်တက်လာပြန်ပြီဟောကြည့်သူကျမကိုလှမ်းကြည့်နေတယ်ဘယ်မှာထိုင်မှာပါလေအေးအေးအဲ့ဒါမှဒုက္ခ ကျမနောက်ကခုံမှာသူဝင်ထိုင်လိုက်ပြီဒီလိုဆိုရင်ဘလို့လောက်ပြီကျမလွတ်လပ်တော့မှာလဲတလန်းလုံးသူကျမကိုတစိမ့်စိမ့်ကြည်လာတော့မှာပေါ့ဘလို့လောက်ရပါမလဲဒုက္ခပဲနေ ਉਹ ကြောဖို့အိတ်ထဲချာကြည့်ဦးမှာခေါင်းစည်းပဝါကလေးပါလာလားမသိဘူးမနှက်ကတော့တေချာထိုးထက်လိုက်တာပဲအေးတော်သေးတယ်ပါလာလို့ကဲဒီလိုခေါင်းခေါင်းပေါ်ချေချုံပြီးစိလိုက်တော့ သူကျမကိုတေချာမမြင်ရတော့ဘူးပေါ့ကောင်းတယ်သူဒေါကန်သွားပြီနဲ့တူတယ်ကဲဒါဆိုရင်လည်းပြီရောပေါ့အကြည့်ခံရတာတော့တတ်တာသေးတယ်ဟင်ဒရိုက်ဘာဘေးနားကခုံမှာအတော်ကြီးတယောက်အန်လို့ပါလားကားမူးတာနဲ့တူတယ်ဓာတ်စီပုံးကိုလက်ညှိုးထိုးပြပြီးဘာတွေပြောနေမှလည်းမသိဘူးဩစိနဲ့မခံနိုင်လို့နေရာလဲပေးဖို့ပြောနေတာနဲ့တူတယ်ဘသူကလဲပေးမှလည်းအတော်ကြီးရဲ့ အတော်ကြီးနေရာကစီးရတာဘေးဆောင်ကြီးပြီးတော့စိနှန်းကလည်းနန်းနေအောင်ပါ။အော်ကားကရက်သွားတယ်လို့။အင်းတကောတောင်ရောက်ပြီကိုအင်းအောက်ကလေးပါလေးဆင်းပြီးအစာခံနိုင်အောင်တခုခုတော့စားအောင်ပါ။ထမင်းကြော်စားတာပဲကောင်းမယ်နဲ့တူပါလေ။မနေ့ကအိမ်မှာစားလာတဲ့ကော်ဖီနဲ့မုံကအစာကြေကုန်ပြီ။ဘဲဥကြော်နဲ့ပဲစားလိုက်ပါတော့မယ်လေ။ဒါဆိုအလုံးလည်းမရှုပ်တော့ဘူး။ အမင်းကျော်လေးကစားလို့ကောင်းလိုက်တာအမလီနေနောင်နေသွားတယ်ရေတစ်ခွက်လောက်တောက်လိုက်ဦးမအဲ့တော့သူ့ကိုတတိမိနေတာကဟိုဘက်ဇပွဲကနေကျမကိုလှမ်းကြည့်နေပြန်ပြီမဖြစ်ဘူးမဖြစ်ဘူးမြန်မြန်စားတော့မှပြီးရင်အပေါ်ပါသွားပြီးကားပေါ်တက်ပြီးနေလိုက်တော့မယ်ကြည်ကျမထလာနဲ့သူထပြီးလိုက်လာတော့တာပဲလိုက်လာအောင်မထင်တာပါပဲ ုက္ခပါပဲဘလို့လူလည်းမသိဘူးဒီကအပေါ်ပါသွားမလို့ဥစ္စာအိုးမိမအိမ်သာတဲ့တော့ तू လိုက်လာတော့မရပါဘူးသွားမယ်သွားမယ်အန်ဒီရဆိုတာလွယ်ထားလို့ရတာမှမဟုတ်တာကဲမှတ်ပါလားရှင်ကျမနောက်ကိုဘလို့မှလိုက်လာတော့မရတော့ဘူးမဟုတ်လားခေါင်းကုတ်ပြီးကြံနေခဲ့တော့တာပဲဟောကားကထွက်ဖို့ဝီစကီမုတ်နေပြီကိစ္စမြန်မြန်ပြီးတော့မှပဲ တော်နေကြကြံရစ်ခဲ့အောင်မယ်ပြေးသွားလိုက်တာပဲကောင်းပါနဲ့အိုးရှင်ဘလို့လူလဲကျမပြေးထွက်လာမဲ့လမ်းမှာပိတ်ပြီးရက်နေတော့တိုက်မိတော့တာပေါ့ရှာလိုက်တာ ပခုံးတစ်ဖက်တောင်အောင့်သွားတယ်နေလူကိုတက်တက်မဲ့ဒုက္ခလိုက်ပေးနေတဲ့သူပဲအဲသူကနောက်ခုံကိုလာမထိုင်မဲ့ခေါင်းကအန်နေတဲ့အတော်ကြီးကိုဘာစာရက်တွေတွားပြနေပါလေ။အော်၊ချူစေးဘူးလေးတွားပေးနေတာကို ဟင်ဟိုတော်ကြီးကဒီဘက်လျှောက်လာပြီသူကဒီထိုင်ကုန်မှာဝင်ထိုင်နေပါလားနေရလဲလိုက်တာနဲ့တူတယ်ဟုတ်မှာပါအတော်ကြီးကနောက်ခေါင်နိုင်ထိုင်ကုန်မှာဝင်ထိုင်နေပြီဟောသူကျမကိုလှန့်ကြည့်တယ်အင်းပုံစံကိုကကျမကိုဘယ်တတ်နိုင်သေးလဲဆိုတဲ့မျက်နှာပေးနေတကယ်ပါပဲလေညံနေညံနဲ့တိတ်များတဲ့သူဟိုအဖြူကြီးကတော့ဘူးမသိပါမသိနဲ့ကျေးဇူးတွေပါတယ်တင်းနေသေးသူ့အကြံများမသိရင်ခတ်မယ် ကျမကိုမျက်နှာချင်းဆိုင်ကြည့်လို့ရအောင်တမင်ကိုကြီးဟန်ဆောင်ပြီးနေရလဲလိုက်တာဒီအတိုင်းဆိုရင်ဒုက္ခပါပဲသူ့မျက်ရှိစီတက်တက်ကြီးမှာကျမဘယ်လိုလုပ်ပြီးနေရပါမလဲနေရထိုင်ရကြက်လိုက်တာနော်တလန်းလုံးသူ့အကြီးကလွတ်တော့မှာမဟုတ်ဘူးအိုးကိုကသူ့ကိုမကြည့်မြင်ပြီးတာပဲဥစ္စာဟုတ်တယ်ကားလမ်းလေးကခြုံင်းနေပဲလိုက်ပြီးကြည့်နေတော့မယ်အေးဒေါ်လေးတို့လည်းစာရင်လုပ်တွေနဲ့အားမအားကြရလားမသိဘူး ဒီရာတွေကဖျားဘူးတဲ့သူတွေများတော့ဆိုင်ကတအားရောင်းကောင်းတာလေဟိုတစ်ခေါက်ကလိုပဲမအားကြလို့ကိုယ့်ဘာသာပဲတက်ရအောင်မလားမသိဘူးအိုးတက်ရတော့လဲဘာဖြစ်လဲလမ်းကြီးမှာအနှောက်အယှက်ရှိတာမှမဟုတ်ပဲတယောက်တည်းတက်ရတော့နားအေးပါအေးနဲ့ပိုးတော်အစဉ်ပြေးသေးတယ်ဟုတ်တယ်ကျမကတော့ဘသူတွေဘာပဲပြောပြောတယောက်တည်းအေးအေးစေးနေရတာကိုပဲနှစ်သက်တယ်ဒါကြောင့်မို့လဲအခုချိန်အထိအပူမချပဲတကူတည်းပြိုကြည့်လုံနေရတော့တာပေါ့အမေ မရတော့မယူတာလို့မထင်နဲ့နော်ရတာမှခါတော်ချနေရသေးတယ်ကျမတို့เจ้าကဆရာလေးကိုမြတ်တို့အင်ဂျင်နီယာကိုကျော်သားတို့ဆို ကျမကို အတင်းလိုက်ကန်နေတို့မင်းဲကိုငင်းယူထားရတယ်ဒါတော့အနည်းကဆိုတာတွေပြော့ပြတာနော်ထက်ပြောရင်ကိုရည်သွေးရရောက်သွားမှာဆိုလို့ဟောအတွေးတွေလုံနေတာနဲ့ပဲကြိုက်တို့ရောက်နေတာတော့မသိလိုက်ဘူးခဏနေရင်ကင်မိုးစကန်းကို ရောက်တော့မှာပေါ့ ဘေးကအတော်ကြီးကတော့အိတ်တောင်ပြောနေသေးတယ်။တစ်ချက်တစ်ချက်တောင်ဟောက်လိုက်သေး။ကျမကတော့ခရီးသွားရင်ဘယ်တော့မှအိတ်လေးမရှိဘူး။ဟုတ်တယ်လေ။သူများတွေကြည့်နေရင်ချက်ချရာကြီး။မိန်းကလေးဆိုတာအနေထိုင်ပြည်ကြီးမှလူတွေကအထင်ကြီးတတ်ကြတာ။နှုတ်မဟုတ်ရင်တိတ်ပြီးနှာခေါင်းချုံကျင်ကြတဲ့အမျိုး။ကျမကတော့ကျင်သားရနေပါပြီ။ဖေဖေနဲ့မေမေမရှိတော့ကြတဲ့ကရန်ကုန်မှာအတော်အပြိုကြီးနဲ့အတူ နေလာခဲ့တာဆိုတော့အတော်ပုံစံကအလိုလိုဝင်နေပြီ။ဒါကြောင့်လဲ တေတာကပြောတာနေမှာပါနင့်ပုံစံကခုမှအသက်30ပြည့်ရုံရှိသေးတယ်အဖွားကြီးပေါက်စလေးတော့ဖြစ်နေပြီတဲ့အိုးဘာဖြစ်သေးလဲအဖွားကြီးပေါက်စပုံစံမကလို့ဘာပုံစံမဲပေါက်ပေါက်ကိုနေတတ်တယ်လို့ကိုနေတာပဲကိုစိတ်ချမ်းသာဖို့ကအရေးကြီးတယ်မဟုတ်လားအဲ့တော့ကင်မွေးစခန်းအောင်ရောက်နေပြီဘဏ္ဍာရီရှိသွားပြီလားမသိဘူးအင်းစက်တနာရီဆိုတော့စားတောက်ပြီးတောင်ပေါ်တက်မမောင်ခင် အတော်ပါပဲ ။ဒါနဲ့ကားကတပတ်ကဘယ်နှစ်နာရီပြန်ထွက်มาလဲမေ့ကြည့်အောင်မ။ဩနေ့လည်းနှစ်နာရီတဲ့။တော်သေးတာဗောအေးအေးဆေးဆေးပြန်ဆင်းလို့ရပါတယ်။ဟောဆိုင်ထဲမှာတော့ဒေါ်လေးကြီးအလုပ်တွေချုပ်နေလို့ကျမဝင်လာတာကိုတတိမထားမိဘူးနဲ့တူတယ်။အตาကလေးခါတွတ်လိုက်ကြည့်အောင်မ။ဟဲ့တလမအာဒေါ်လေးရောင်နာကြီးကလည်းလှားလဲမလာဘူးဒေါ်လေးတူမှ ချောချောလေးပါနော် အင်းဆိုင်ကလူတွေလဲလူကြလိုက်တာဒေါ်လေးကြီးလက်ကိုမလဲဘူးနော်ရောက်တော့ရောက်ခိုက်ဝိုင်းကိုလှုပ်ပေးအောင်ပါပဲပေး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 ဒေါ်လေးဘဲစပွဲကလည်းတမိသွားချပေးလိုက်မယ်ဩဟိုဘက်ကဝိုင်းကလားအဲ့တော့သူပါလားဘယ်တော့ကဆိုင်ထဲရောက်ပြီကျမကိုစောင့်ကြည့်နေတာပါလေကိုနကဒေါ်လေးကိုနောက်တာတွေများတွေ့သွားမလားမသိပါဘူးဟုတ်မှာပါသူ့ရဲ့မျက်နှာကငါသိပါတယ်ဆိုတဲ့ပုံစံကြီး ရှက်လိုက်တာငါနဲ့နော်ဘေးမကြည့်ဘာမကြည့်နဲ့ခုတော့သူ့ကျမကိုဆက်ကော့လက်ကော့ကောင်းပါလေလို့ထင်သွားပြီလားမသိဘူးအင်းတတိလေးတစ်ချက်လွတ်သွားတာနဲ့အချက်ကွဲတော့တာပါပဲမဖြစ်ဘူးနောက်ဆိုရင်အစသတ်ရေရတတိထားမှာတော်ပြီတော်ပြီရေမိုးချိုထမင်းစားပြီးရင်မြ мян မဲတောင်ပေါ်တက်လိုက်တော့မယ်ဒေါ်လေးတို့လည်းအားမမဟုတ်ပါဘူးတက်တက်ဒုက္ခပေးသူလို့ဖြစ်နေုံမယ်ဟိုလူတော့စားပြီးတော့ထွက်သွားပြီနဲ့တူတယ် ဆိုင်ထဲမှာတော့မရှိတော့ဘူးအဲ့ဒါပဲကောင်းပါလေစိတ်အနောက်ချက်ကင်းကင်းနဲ့တောင်ပေါ်ကိုတက်ရတော့တာပေါ့ဒေါ်လေးကိုနှုတ်ဆက်ပြီးတက်တော့မယ်အင်းခရီးမသွားဖြစ်တာကြာတော့ညောင်းလဲညောင်းညောင်းတော့ညောင်းတယ်လို့ရှိလာတယ်ဘယ်တော့မှဘလို့ရောက်လာပြီးကျမကိုကြည့်နေပါလေဟောကျမဘက်ကိုထလာပြီဒုက္ခပါပဲလူကလည်းရှင်းနေတာနဲ့ စကားလာပြောရင်ကျမဘယ်လိုလုပ်ရပါမလဲညင်တာလွှဲနေလိုက်တာပဲကောင်းပါတယ်လေဟင်ရှေတန်းကရက်သွားပါလားဩသူကရေအိုးစင်မှာရေတောက်နေတာကိုတော်သေးပါရဲ့ကျမတော့စိုးရင်လိုက်ရတာစကားတွေပါနေများလာပြောနေအောင်မလားလို့ပေါ့အင်းထိုင်ရတာလဲကြာသွားပြီစက်တအောင်ပါပဲတော်ကြတောင်ပေါ်ကိုမှောင်နေမှရအောင်မယ်အင်းထင်သားပဲရှင်လိုက်ပြီးတက်လာမယ်ဆိုတာ စိတ်ညစ်လိုက်တာတလန်းလုံးသူနဲ့ကိုနဲ့ဘလို့မှမလွတ်တော့ဘူးတော်ပြီရေမြောင်းကြီးမှမနာပဲဆက်တက်လိုက်တော့မယ်တောက်လျှောက်တက်လာလိုက်ရတာတော်တော်တော်မောသွားပြီရှေ့မှာဆိုင်တမော့နဲ့တူတယ်ခဏနားအောင်မှပြီးရင်တော့တောက်လျှောက်ဝဲတောင်ပေါ်ကိုတက်တော့မယ်အာအမလေးရှေ့တော့ခောက်သွားပြီနားလိုက်တာရှေ့စစ်လဲသွားတာလားမသိဘူးတော်ပါသေးရဲ့ဘာမှမဖြစ်လို့ ဒါပေမဲ့တော်တော်တော့နာသွားတယ်အကျဉ်းသားတရားခေါင်းပါတယ်လူဒီမှာမိန်းကလေးတယောက်လုံးလဲကြတာကိုရှင်းမမြင်ဘူးလားကြည်နေဖို့တော်တော်ပဲတက်ပါလားအလက်ကားလူအေးအေးကျမစီကိုလာနေပြီအဲ့လိုလှုပ်ရှားမှာနည်းနည်းပါပါမေးဖို့တော့ကောင်းတာပေါ့မသိချင်အောင်ဆောင်ပြီးခေါင်းကုန်ထားလိုက်မှာပဲအေးထမိန်ပေါ်ဘာကြပါလိမ့်ဟင်တေဇောပန်းမှုကလေးပါလား အဲ့တော့သူကတော့ပြန်ထွက်သွားပြီဘလို့လူတဲ့ဟာစကားမပြောပါမပြောနဲ့လူမှုရေးတိတ်ပြီးခေါင်းပါတာပဲအင်းဒါပေမဲ့ကျေးဇူးတော့တင်ပါတယ်လေတေသောပန်းမှုကလေးလာပေးသွားလို့စိတ်ကပဲဆွမ်းလို့လားမသိပါဘူးရှေတောက်တစ်ခုလုံးပူနွေးပြီးတက်တာသွားတယ်လို့ပါပဲရှောက်ကြည့်အောင်ပါပဲအေးရတယ်တော့ရတယ်ဒါဆိုရင်ဆက်တက်လို့ရပြီ तू ငါ့ကိုစိုးရင်တလို့ကြည့်နေပါလား ဒါဆိုလေလာမေးပေါ့ရှင်ရှောက်လို့ရလားဘာလားပေါ့အခုတော့ကြည့်နေဖို့ပဲတက်တက်သူပဲဟိုကျမဖတ်ဘူးတဲ့ဝတ္ထုထဲမှာဆိုရင်ကောင်မလေးလဲကြသွားတာကိုကောင်လေးကလာထူပေးပြီးအိမ်လိုက်ဖို့ကောင်မလေးကကျေးဇူးတွေတင်နောက်တော့ရှစ်သူတွေဘာတွေဖြစ်ကြရောပေါ့အိုးငါဘာတွေရှောက်ပြီးတွေးနေပါလဲရှက်เสียရကြီးရှင်ရှင်ကျမစိတ်ကိုတော်တော်ဒုက္ခပေးရှေ့မှာလွမ်းစေဒီလားမသိဘူး ုတ်တယ်ဟုတ်တယ်ဒါဆိုရင်သိပ်ပြီးမလို့တော့ဘူးအင်းကြောက်တမ်းမှန်ရောက်ရင်ဒေါ်ကြီးမှားလိုက်တဲ့ကြောက်စီနှစ်ပလင်းတော့ဝဲအောင်မှာပဲဒန်ကြီးစီလည်းရောထက်မလို့တဲ့အဲ့ဒီအတော်ကြီးကတော့ပေါက်ပေါက်ချာချာသူ့ပဲတိလွန်းနေရှင်ကျမတဲမဲ့နေရမှာပဲလိုက်တဲမဲ့ဆိုတာအခုတော့ထင်းတဲ့အတိုင်းပဲကောင်တာမှာပတ်စံရှင်းနေပြီအခန်းထဲမှာအထုပ်ပိုးတွေထားပြီးကိုလက်ဆေးအောင်မှာပဲ ရေတော့မချိုးရဲတော့ဘူးတော်တော်လေးအေးနေပြီအင်းဘာဝတ်ရင်ကောင်းမလဲဒီယောဂီထမိန်နဲ့အင်းကြီးအဖြူလေးဆိုရင်တိတ်ပြီးရင်သွားမလားမသိဘူးအိုးဘာပဲဖြစ်ဖြစ်ဒါလေးပဲကောင်းပါလေလေဗတိသွားစိန်ပါပဲဥစ္စာထမင်းတော့မြန်မြန်စားပါပဲတော်ကြာသူနဲ့သွားပြီးတိုးနေအောင်မယ်ဟင်ထင်တဲ့အတိုင်းပဲသူကဟိုဘက်ပိုင်းမှာ စားတော်စားနေပြီဇုံခရင်ကိုခိုင်းပြီးစားနေတာတော်တော်ကျွမ်းကျင်တာပဲ ခုမှပဲသူ့ကိုတေချာကြည့်မိတော့တယ်အသားကဖြူဖြူနဲ့ပုံစံကတော့ခက်ချောချောပါပဲချိုးကလည်းခက်ကောင်းကောင်းအမလီငံလိုက်တာသူ့ကိုတွားကြည့်မိနေတာနဲ့ဟင်းချုံနဲ့ငပိရေမှားပြီးတော့တောင်းမိတယ်အင်းဆက်ဆရာကောင်းလိုက်တာတော်ပါသေးဘယ်သူမှမမြင်လို့တော်ပြီဆက်ပြီးမစားကျင်တော့ပါဘူးဖယားရင်ပင်ပေါ်တွားပြီးဗတိစိတ်နေလိုက်ပါလေကောင်းပါလေအင်းဆက်တဲ့နာရီတောင်ထိုးတော့မှာကို ဒါဆိုရင်တက်ပြီးအိတ်တော့မှာပဲမနက်ကလည်းစောစောထားရအောင်မှာဆိုတော့စေးလေထက်လိုက်လိုက်အောင်မယ်ရှေးတောက်ကတဆစ်ဆင်နဲ့ကိုက်လိုက်တာနော်သူ့တေသောဘာမှုကလေးကလည်းတောင်ပေါ်မှာဆင်းမှာပဲပြန်ပြေးလိုက်တော့မယ်အဲ့ဒီအတွက်တော့ကျေးဇူးတင်ပါတယ်ရှင်အင်းအိတ်တော့မှာသူရောအိတ်နေပြီလားမသိဘူးအိုးဘာတွေတွေးနေပါလဲခတ်ပါလာချင်းရဲ့ကျမအတွေ့တဲကခဏလောက်ထွက်ပေးလीကျမအိတ်ပြောသွားခြင်းလို့ အေးလိုက်တာစိတ်နေတာပဲရေကန်ရတာမှကျင်းအောင်ကျင်းနေအနှွေးတဲ့ထပ်ဝင်အောင်မှအင်းစွန်းတော်ဘန်ကလေးသွားယူပြီးဖျားဖို့တတ်အောင်ပါပဲဟိုလူကတော့အဲ့ရကတော့မထားသေးဘူးနဲ့တူတယ်အဲ့တော့သူကအောက်မှာလက်ဖက်ရည်ဆိုင်တော်တောက်နေပြီလက်ဖက်ရည်ဆိုင်တော်ရောက်လို့တောက်တော်တောက်နေပြီဇပွဲပေါ်မှာလည်းစွန်းတော်ဘန်ကလေးပါလားသူငါ့ကိုတမင်ဆောက်နေတာဖြစ်မယ်ဟုတ်ပါပါ ခုနကကျမဆင်းသွားတာသူ့ရဲ့မျက်နှာဝင်းလက်သွားတာကျမမြင်လိုက်ရတယ်လို့ပဲမနေ့စားတော့ပြန်လာမှပဲစားတော့မင်းတော်ကြအာယုံဆုံးကတ်တာနောက်ကျနေမှာဆိုလို့ဖျားပန်းတစည်းလောက်ဝယ်အောင်မှာပဲဟောရှင်လိုက်လာပြန်ပြီထင်သားပဲအနောက်ကလိုက်လာမယ်ဆိုတာအမလေးနာလိုက်တာဒီတခါတော့ရှေးစိတ်ကလဲသွားပြီနဲ့တူတယ်ဟင်ရှင် ရှင်ဘလို့လှုပ်လိုက်တာလဲဘာမပြောညာမပြောနဲ့ကျမကိုပခုံးဖတ်ပြီးထူလိုက်တော့လူတွေကဘလို့ထင်ကုန်မလဲရှင်နဲ့ကျမချစ်သူတွေတို့ထင်ကုန်ကြမှာပေါ့ရှက်လိုက်တာနော်ကြည့်အခန်းဝါကိုပြန်ဖို့ပြီးတဲ့အထိတွဲလာပြီးတယ်စကားတလုံးမှလည်းပြောမသွားဘူးရှင်ဘလို့လူလဲကျမကိုမတူဘူးမတန်ဘူးများထင်လို့လားဒီမှာကတက္ကသိုလ်ဆရာမရှင်ရှင်ကဘာမို့လို့လဲဟွန်းလူကိုဖတ်လိုက်တာများသူ့ဤစာကြာနေတာပဲ ပိုင်ဆိုးပိုင်နေနဲ့ကျမဖြင့်လူကိုထူပူသွားတာရောကောင်တာကဦးလေးကြီးကတော့ပြုံမိကြည့်နေလိုက်သေးတယ်ကျမဖြင့်ချက်လိုက်တာမပြောပါနဲ့တော့ချင်းရှင်ကဖြင့်ဘာမှမဟုတ်တယ်လို့ပဲတော်ပြီတော်ပြီရှီတောင်လဲနာနေတာနဲ့အပြင်မထွက်ချင်တော့ပါဘူးအခန်းထဲမှာပဲနေတော့မယ်နတ်ပြန်တောင်အောက်ဆင်းနိုင်ပါမလားမသိဘူးဟေးတကားခောက်တယ်မလားဘာသူပါလိမ့်အာ ရှီထောက်ကလည်းနာလိုက်တာအမလီရှင်ကိုဘာလာလောက်တာလဲအော်စေးပလင်းလာပေးတာကိုကျေးဇူးတင်ပါတယ်ရှင်ဒါနဲ့စာက ကျမကိုလက်ညှိုးထိုးလိုက်ရှင်ရင်ဘတ်ပုတ်ပြလိုက်နဲ့ရှင်ဘာတွေပြောနေတာလဲရှင်ပြောတဲ့စကားတွေဘာအတိတ်ပဲလေအိုးရှက်လိုက်တာရှင် ရှင်သွားတော့လူတွေတမျိုးထင်ကုန်လိုက်မယ်ကျမတကားဆွဲပိတ်လိုက်တော့ရှင်အတော်စိတ်မကောင်းနဲ့ဖြစ်သွားတဲ့ပုံပဲ။ မျက်နာကလေးမှိုင်းသွားပြီးထွက်သွားတယ်။တမျိုးမထင်ပါနဲ့ရှင်ရဲ့။ကျမရင်တွေအယမ်းခုန်နေလို့ပါ။ဒါပေမဲ့ရှင်ပြောသွားတဲ့ဘာ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 ဆိုတဲ့စကားကြီးကို ကျမနားမလည်ဘူး။ဘာလူမျိုးပါလဲ။ရှင်ကားရောဘာလူမျိုးလဲ။အေကန္နရှင်ကတင်မောသားနဲ့တူတယ်။နိုင်ငံခြားဘာသာစကားတမျိုးနဲ့ကျမကိုရည်စားစကားများပြောသွားတာလား။ဟုတ်ပါပါရှင်ပုံစံကအတိတ်သားကြီးပဲကျမလူကဲခက်ဒီလောက်မညံ့ပါဘူး ီးတော့ရှင်က စားတဆောင်နဲ့ပြေးသွားသေးတယ်လေစားကိုလည်းဘဲပါသားစကားနဲ့ရေးထားမှာပါလေအင်္ဂလိပ်လိုဆိုရင်တော့ကျမအသားကလေးဖတ်နိုင်ပါတယ်။အော်ရှင်ကစာကြတော့မြန်မာလိုပဲရေးထားတာကိုဗါတဲ့ရှစ်သူဟုတ်လားစာရေးကလေးကနူးနူးနူးညံ့ညံ့ကလေးပါလားရှင်ကအလားကြီးပဲကျမရင်းအောင်ခုန်တယ်ဆက်ပြီးဖတ်အောင်မှာကျွန်တော်ကစကားမပြောနိုင်လို့ ရှစ်သူကိုစာနဲ့ပဲအဲ့တော့သူကစကားမပြောနိုင်ဘူးအာနေတာတဲ့ကျမသူ့စာကိုရောင်ရမ်းပြီးပိတ်ပစ်လိုက်မိတယ်တေလိုက်ပါတော့ချင်းကျမစိတ်ကူးတွေရောအတွေးတွေရောအလကားဖြစ်ကုန်ပါပြီကျမကိုကျမလူကဲခတ်တော်လာပြီးအောက်မေ့နေတာအခုတော့အကုန်တလွဲတကြီးပါပဲကံကောင်းလို့ကျမရင်ခုန်တန်တွေကိုအမြန်ပဋိိတ်အုပ်လိုက်ရတယ်ရှင့်ကိုတော့တနာပါရဲ့ဒါပေမဲ့ မနက်ပြန်ကျမစီကိုရှင်ထက်လာခဲ့ဦးမယ်ဆိုရင်တော့အာနာနာနဲ့ပဲကျမပြောရတော့မယ်ရှင်ပြောသလိုလက်ကလေးခါပြီးတော့လေကောလိုက်ရှင်ဟုတ်ကဲ့ပြီးပါပြီခင်ဗျာဒီနေ့မှအချိန်မီးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတဦးတယောက်ရှင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေကဘေးပရာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ